န်ကြီးမောင်သိန်းလွင်ဘာသာပြန်ဆိုထားသောမွန်ဒီခရစ်စတိုမျိုးစားကြီးအခန်း16ချက်တူဖိတ်ထောင်၏တင်းဆန်းတို့ညစ်ပတ်နေတဲ့အဝတ်အိတ်ချစ်ချစ်တလုံးကိုတန်တီတွေ့တယ်။သူမိတ်ဆွေဖရာရဲ့ရုပ်အလောင်းကအဲ့ဒီထင်းမှရှိတယ်။အထီးကျန်ဖြစ်ပါပြီ။ငါတခါထပ်ပြီးတယောက်တည်းဖြစ်သွားပြီလို့တန်တီကတွေးမိတယ်။အဲ့ဒီနောက်သူရက်တန့်စဉ်းစားတယ်။သူကလူသေးထစ်ထားတဲ့အိတ်ကိုကြည့်ပြီးထိုးဆန်းတဲ့အတွေ့တစ်ခုတွေးမိတယ်။သူစီရောက်လာတယ်။ တည်သွားတဲ့လူတွေသာဒီအချင်းထောင်ကထွက်ခွာသွားကြရတယ်။တည်သူရဲ့နေရာမှာငါအစားထိုးယူနိုင်တာပဲ။ဒီကိစ္စနဲ့ပတ်သက်ပြီးစဉ်းစားဖို့အချိန်မရှိဘူး။ဒန်ဒီကအိတ်ကိုဖရယာရဲ့ဓာတ်နဲ့ဖွင့်လိုက်တယ်။သူကရုပ်အလောင်းကိုအိတ်ထည်ကထုတ်လိုက်တယ်။ပြီးတော့မြေအောက်လန်တဲ့ဆောက်ကနေသူ့အခန်းကိုတည်သွားတယ်။သူကရုပ်အလောင်းကို သူ့ကတင်ပုံမှာတင်ထားလိုက်ပြီးစောင်းတွေနဲ့ကောင်းအထိဆွေးပြီးရှင်ပေးလိုက်တဲ့ အဲ့ဒီနောက်သူကအေးဆက်နေတဲ့မျက်နှာလေးကိုနှုတ်ဆက်အနမ်းပေးပြီးနိုင်ရန်ဖက်တို့လှိလိုက်တယ်။အဆောင်ကတော့ငါအိပ်ပျော်နေတယ်လို့ထင်နေမယ်။ဒန်ဒီကသူ့ကိုသူပြုတ်လိုက်တယ်။သူကပရန်ရအခန်းလေးပြန်သွားတယ်။သူ့အဝတ်အစားတွေကိုရှွတ်လိုက်ပြီးဖွက်ထားလိုက်တယ်။အဲ့ဒီနောက်သူကအိတ်သေးကိုဝင်သွားလိုက်တယ်။ ပြီးတော့အသေးကောင်နဲ့တူအောင်တိတိကျကျတိတိကျကျလေးလျောင်းနေလိုက်တယ်။ငါအစီအစဉ်တော့လုပ်ပြီးပြီ။သူကတွေးလိုက်တယ်။လူတွေကအဲ့ကိုအပြင်ဖက်တည်ထုတ်တဲ့အခါငါ့ကိုတွေးသွားမှလား။သူတို့ကတည်နေတဲ့အလောင်းတစ်ခုမဟုတ်ပဲအသက်ရှင်နေရရှိတဲ့လူတယောက်လို့တွေးသွားမှလားလို့သူကစဉ်းစားတယ်။ဒီလိုနဲ့ဖြစ်ပျက်ခဲဒီလိုဖြစ်ပျက်ခဲရင်လေငါကအဲ့ကိုအပေါ်ကနေအောက် ဖက်ထိဒါနဲ့ခွေပြီးတော့ထွက်မယ်အဲ့ဒီနောက်ငါလွတ်မြောက်ပြီပေါ့သူတို့ကငါ့ကိုဖမ်းဖို့ကြိုးစားရင်ငါကဒီတားကိုအသုံးပြုမယ်သူတို့တွေကငါ့ကိုတင်းချမ်းမြေမှာမြုပ်ပြီးမြေကြီးနဲ့ဖို့ကောင်းဖို့လိမ့်မယ်ညာဖက်မှာဖြစ်လိမ့်မယ်တင်းချမ်းကအရန်ကြီးမနဲ့ဘူးလို့သာမြုပ်လင်းရတာပဲသူ့စီကိုတခြားအတွင်းတစ်ခုဝင်လာပြန်တယ်ခဏနာရီထိုးလို့ငါစီကို ကိုအဆောင်ကညနေစာယူလာတဲ့အခါငားရဲ့အိပ်ရာထဲမှာဖရာယာရဲ့အလောင်းချီနေတာကိုသူတတိများပြုတ်သွားမလားလို့ဒါပဲမဲ့မဖြစ်နိုင်ပါဘူးအဲ့ဒီလူလာတိုင်းငားအိပ်ရာထဲမှာမှကြာခဏဆိုသူရောလေးလျောင်းနေတာပဲသူကလေ အစာအသောက်ကိုစပွေးဖို့ပေါ်တင်ထားပြီးတတိစိတ်စိတ်ပဲထွက်သွားတာပဲတတိချင်းသူကငါ့ကိုလှမ်းစကားပြောရင်ဘာဖြစ်မလဲသူမေးတဲ့အဖြေကိုမရရင်သူကငားအိပ်ရာကိုသွားမလားဒန်ဒီကအဆောင်ရဲ့အိုတန်တွေကို ောင့်မြုံနေပါတယ်။ဒါပေမဲ့တနာယီပြီးတနာယီတနာနာယီတွေသာကုန်လွန်လာခဲ့တယ်။အချင်းထောင်ကြီးကတော့တိတ်ဆိတ်ငြိမ်သက်နေပါတယ်။နောက်ဆုံးမှအပြင်အပြင်ကအခြေတန်ကိုအတမွန်ကြားတယ်အခုသူတက်သိရှိရမယ်အရင်တုန်းကထက်ပိုပြီးတက်သိရှိရမယ်ခြေတန်တွေကအပြင်တကားဖက်မှာရက်တန့်သွားတယ်အခုလာတာသူတို့တရားနှစ်ယောက်ဖြစ်ရမယ်လို့ဒန်ဒီကတွေးဆဆုံးဖြတ်ကြည့်မိတယ်သူကတစ်သားစားတချို့တမ်းမြင့်ဖို့တော့ခြေတန်ကိုကြားတယ် သူတို့တွေကအလောင်းကိုဒီပုံမှာတင်ပြီးတည်တော်တာတည်သွားတော့မှာပဲလို့သူကတွေးမိတယ်။တကားပွင့်သွားတဲ့အဲ့ရဲ့ပိတ်စားတွေကနေဖြတ်ပြီးတော့သူ့ကိုကတင်အစွန်းဖက်တွေကိုလာနေတဲ့လူနှစ်ယောက်ရဲ့အရေးကိုတွေးသွားတယ်။တခြားတစ်ယောက်ကတကားဝမှာမီးရင်နဲ့ယက်နေတယ်။သူကခက်ပေမဲ့အဘိုးကြီးတစ်ယောက်ပါဒါပေမဲ့လေးလိုက်တော့ကွာ လူတစ်ယောက်ကသူ့ကောင်းကိုမားတယ်တခြားတစ်ယောက်ကသူ့ရှင်ထောက်တွေကနေမားတယ်မင်းအဲ့ဒါကိုတွေးချစ်ပြီးပြီလားလို့ပထမစကားပြောသူကမေးလိုက်တယ်မရှိသေးပါဘူးကွာမလိုအပ်တဲ့အလေးချိန်တွေကိုမသိချင်ပါဘူးလို့တခြားလူကပြန်ဖြေတယ်အဲ့ဒီနေရာရောက်မှအဲ့ဒါကိုငါလုံနိုင်ပါတယ်တွေးချင်မယ်ဘာလို့တွေးချင်မှလဲလို့ဒန်နီကတွေးနေတယ်အဲ့ဒီလူတွေကရုပ်အလောင်းကိုတစ်သားပြဖို့တင်လိုက်တယ် အဲ့ဒီနောက်သူတို့တွေကလေကားထစ်တွေကနဲ့အပိုထက်ကိုတက်သွားကြတယ်။ရုတ်တရက်ဆိုသလိုပဲတန်ဒီဟာညဆန်ရဲ့လက်ဆက်တဲ့လေလေးကိုခံစားရတယ်။အဲ့ဒီလူတွေကမီတာ20လောက်ချောက်သွားကြတယ်။အဲ့ဒီနောက်ရက်လိုက်ကြတယ်ပြီးတော့အလောင်းကိုအောက်သွချလိုက်တယ်။သူတို့အထင်းမှာတယောက်ကထွက်သွားတယ်။တန်ဒီကကြောက်တုံးပေါ်မှာခြောက်သွားတဲ့သူ့ရဲ့ဖနက်တန်တွေကိုကြားရတယ်။ငါဘီနီယာရောက်နေပါလေလို့သူကသူ့ကိုသူမေးမိတယ်။ဒီမှာကွာတွေ့ပြီးဟေ့ အဲ့ဒီလူကတော်တော်အရှင်စီးပြီးလေးတဲ့အရာတစ်ခုကိုသူနဲ့ကက်လျက်မြေပြင်ပေါ်တော့ပစ်ချလိုက်တယ်။သူနဲ့ကက်လျက်မြေပြင်ပေါ်တော့ပစ်ချလိုက်တာအက်ဒမွန်ကြားရတယ်။အဲ့ဒီနောက်သူကအဲ့ဒီလေးလံတဲ့အရာကိုဒန်ဒီချစ်ထောက်တွေနဲ့တွေးချလိုက်တယ်။တိတိကျကျရှည်ရလားလို့တခြားလူတွေကမေးလိုက်တယ်။အေးပါကြွတွန်းမှမဟုတ်ပါဘူးလို့ဖြေတယ်။ လူတွေကဒန်ဒီကိုတခါထပ်ပြီးမသွားပြန်နဲ့ပြီးတော့သူတို့ဆက်ပြီးစတဲ့လမ်းလျှောက်တဲ့အခုဆိုလျင်ကြောက်ဆောင်တွေကိုလှမ်းပုံနေတဲ့အတန်တွေကိုဒန်ဒီကြားရတယ် နောက်ဆုံးကြတော့လေဒီနေရာကိုတိုးရောက်လာပြီပေါ်လို့သူတို့တရားတယောက်ကပြောလိုက်တယ်။မရက်နဲ့အုံးလို့တခြားတယောက်ကပြန်ပြောတယ်။မင်းကောင်းကောင်းသိပါတယ်။နောက်ဆုံးတယောက်ကိုပစ်ချတော့ကကြောက်ဆောင်တွေပို့ကြသွားတယ်လေ။အုတ်ချွေးမူဟာတို့ကိုစိတ်ဆိုးလိုက်တာလေ။မင်းမမှတ်မိဘူးလား။တို့တွေခြေလန်း၅လန်း၆လန်းလောက်ဆက်သွားကြတယ်။အဲ့ဒီနောက်သူတို့ကဒန်ဒီကိုကောင်းတဲ့ခြေတွေကိုကင်ပြီးတော့တစ်နှစ်သုံးသွားရောဟာလို့အဲ့ဒီလူတွေကအော်ပြီးပြောလိုက်တယ်။သူတို့ကဒန်ဒီကို လွှဲပြီးလေဒီကိုပြစ်လိုက်တယ်။ သူကအောက်ဖက်သို့ကြားလာတယ်။ကြားလာတဲ့အချင်းစည်းတဲ့အလေးကလည်းသူ့ကိုခက်မြန်မြန်အောက်ကိုဆွေးချသွားတယ်။နောက်ဆုံးမှအတန်ကြီးတတန်မိတံပြုတ်ပြီးသူကအေးဆက်တဲ့ရေလေးကိုကြာတော့တယ်။ရေလေးလေးကြာတော့ရောသူကသူ့ဟာသူ့အန်အိုလန်းပြန်ပြီးတစ်ချက်အိုလိုက်မိတယ်။အဲ့ဒီနောက်ရေတွေကသူ့အပေါ်မှာဖုံးလွှမ်းသွားပါတော့တယ်။သူတို့တွေကငါ့ကိုပင်လေးလေးပစ်ချလိုက်တာကိုလို့ဒန်ဒီကသူ့ကိုသူပြောလိုက်မိတယ်။ သူတို့ကကြောက်တုံကြီးတုံကိုငါရှဲထောက်တွေနဲ့တွေးရှိတာပဲအဲ့ဒီကြောက်တုံကငါ့ကိုပင်လေအောက်သို့ဆွေးယူသွားတယ်ချက်တူဖက်ရဲ့သင်ချန်းဆိုတာဒီဟာကိုပင်လေကိုအခန်းဆက်ခနဲ့ရန်အမ်ဒီယာတင်ပုံတန်ဒီကအမျိုးအမြင်ရှိတယ်ပထမအုံဆုံးအချင်းအဲ့ဒီလိုတအန်အိုအိုဟဲ့ပြီးနောက်သူကသူ့ပစောက်ကိုပိတ်ထားလိုက်တယ်သူ့ရဲ့ညာလက်မှာအခုထိဓာတ်ကင်ထားတယ်သူကအိတ်ကိုခတ်မြင်မဲ့ဒါနဲ့ခွေ ွေးဖွင့်လိုက်တယ်။လက်တစ်ဖက်ကိုအပြင်ထုတ်လိုက်တယ်ပြီးတော့တကူလုံးထွက်လိုက်တယ်။ကြောက်တော့ကသူ့ကိုအောက်ဖက်ကိုဆွေးဆွေးခိုးသွားတယ်။ပြီးတော့သူက အရန်အားနေနေပြီ။ဒါပေမဲ့သူက အောက်ဖက်ကိုရအောင်ငုံပြီးကြောက်တော့ကိုဖျက်ထုတ်လိုက်တယ်။အဲ့ဒီနောက်ရေပိုးကိုခက်မြန်မြန်ကိုပို့ပြီးပြန်တက်လာတယ်။ ကျောက်တုံးကတော့ပင်လေအောက်ခြေသို့ကျသွားပါတယ်။ဒန်ဒီကညဆန်ရဲ့လေးကလေးသူ့မျက်နှာပေါ်ကျလာရောက်တက်ခတ်တာကိုခံစားလိုက်ရတယ်။သူက ရေအောက်ကိုငုပ်ပြီးစတဲ့ကူးခတ်တယ်။ဒါကြောင့်ဆိုတော့အဆောင်တွေကသူ့ကိုမမြင်စေချင်လို့ပါပဲ။ရေပေါ်သို့ပြန်တက်လာတဲ့အခါသူကထောင်ကနေပြီးမီတာ100နီးပါးလောက်ကို ရောက်နေပြီ သူ့အဖိုးကိုမိုးကြည့်လိုက်တော့မှောင်မေးပြီးမိုးလေထန်နေတဲ့ခေါင်းငယ်ပင်ကြီးကိုမြင်ရတယ်။သူ့ချီမာကတော့ကြီးမားကျေပြန့်နက်မှောင်တဲ့ပင်လေပင်ကြီးရှိနေတယ်။သူ့နောက်ကိုလှည့်ကြည့်တော့ပင်လေပင်တဲ့ပုံပုံနက်မှောင်ခေါင်းငယ်ပင်တင်တဲ့တွေတဲ့ပုံပုံမင်းနဲ့တဲ့ချက်တူဖိတ်ထောင်ကြီးရှိနေတယ်လေ။အဲ့ဒါကြီးကတော့ကြီးမားပြီးကြောင်မက်ခွေကောင်းတဲ့နေရာကြီးတစ်ခုပါ သူ့ပဝန်းကျင်ပတ်လီမှာရှိတဲ့ကြောက်ဆောင်ကြောက်တုံးတွေကသူ့ကိုလက်ကမ်းလှမ်းယူပြီးပြန်ခန်းတော့မဲ့ပုံသဏ္ဍာန်ပါပဲပြီးတော့အမြင့်ဆုံးကြောက်ဆောင်ကြီးပုံမှာမိရင်တလုံးခြင်ထားတဲ့လူနှစ်ယောက်ရှိနေသေးတယ်သူတို့တွေပင်လေပြင်ကိုကြည်နေတာဖြစ်လိမ့်မယ်လို့တန်ဒီယာတွေးမိတယ်။ငါ့အိုတန်ကိုသူတို့ကြားကောင်းကြားသွားလိမ့်မယ်။သူကရေအောက်ကိုတစ်ခါပြန်ငုံလိုက်တယ်။ပြီးတော့ရေအောက်မှာအတိုကြာကြာနေလိုက်တယ်။ သူ့အဖို့ကိုပြန်ပေါ်လာတော့မီးအောင်ကိုမတွေ့ရတော့ပါဘူး။သူကပင်လင်ပြင်ဘက်ကိုစတင်ကူးခတ်တယ်။သူကနိုင်ပေါင်းများစွာကြာအောင်ကူးခတ်ခဲ့တယ်။သူကကျွန်းကျွန်းပေါ်တို့ရောက်ပြီးစူးစမ်းရောက်ဖို့စူးစမ်းနေတယ်။သူကတွေးနေမိတယ်။နောက်နှစ်နာရီသုံးနာရီအတွင်းမှာအဆောင်ကငါအခန်းလေးသွားလိုက်မယ်။သူကငါရဲ့တနာစရာကောင်းတဲ့မိတ်ဆွေရဲ့ရုပ်အလောင်းကိုတွေ့လိမ့်မယ်။သူကငါ့ကိုချာပွေလိမ့်မယ်။တွေ့မှာမဟုတ်ဘူး။ဒီတော့သူကအိုဟိပီအကူကြီးတောင်းလိမ့်မယ်။ စစ်သားတွေကမြေအောက်လမ်းကိုရောက်ဝင်တွေ့ရှိလိမ့်မယ်။သူတို့ကငါ့ကိုပင်လေးတွေပစ်ချတဲ့လူတွေကိုစစ်မေးလိမ့်မယ်။သူတို့တွေကစစ်သားတွေပါတဲ့လေတွေကိုလွတ်မြောက်သွားတဲ့အကျဉ်းသားကိုရှာဖို့လွှတ်လိမ့်မယ်။လူတိုင်းလူတိုင်းကဆာလောင်မသိပြီးအဝတ်အစားမရှိတဲ့လူတယောက်ကိုရှာဖွေကြလိမ့်မယ်စစ်သားတွေကငါ့ကိုမဆေးမရှာလိမ့်မယ် ပြီးတော့အုပ်ချုပ်ရေးမှုနဲ့သူ့လူတွေကငါ့ကိုပင်နေမြန်မာရှာလိမ့်မယ်။ငါအေးဆက်နေပြီ။ဆာလောင်မသိမ့်နေပြီ။ဓာလေးပြောက်သွားပြီ။အိုဖရာသခင် ကျွန်တော်မျိုးကကေမတော်မူပါ။အိုဆောင်မဆောင်းချောက်တော်မူပါ။ဒန်ဒီကအဲ့ဒီလိုဖရာကိုဝတ်ပြုဆုတောင်းမိတဲ့အခါသူကချက်တူဖိတ်ထောင်ဖက်စီကိုလှစ်ကြည့်လိုက်တဲ့မာစေးကလည်းတင်းပေါ်တေးသေးလေးတစ်စီးထွက်လာတာကိုသူတွေ့ရတယ်။ဒီတော့ တင်မိုးလေးကပင်လေးပင်သို့ခက်မြင်မှန်းခုံမောင်းလာနေတယ်။တင်မိုးလေးသူ့နားရောက်လာတယ်။သူကအိုဟစ်ပြီး လက်ကိုဝှေ့ရမ်းပြတယ်။တင်မိုးကသူ့ဖက်သို့လှိလိုက်တယ်ပြီးတော့လှေတစင်းကိုရှာပေးတယ်။လှေထဲမှာလူနှစ်ယောက်ပါလာတယ်။ဒန်ဒီကအဲ့ဒီလေစီကိုစတဲ့ကူးခတ်တယ်။ဒါပေမဲ့သူကတိတ်အားနေလွန်းနေပြီးသူကအိုတန်တစ်ချက်ကိုပေးလိုက်တယ်။လှေထဲကလူတစ်ယောက်ကအိုပြောတယ်။အာတန်သာဒေါ်လာနေပြီး ဒန်ဒီကသူတို့ပြောတဲ့စကားတွေကိုကြားရတယ်။အဲ့ဒီအချိန်မှာလှန်လုံကြီးတစ်လုံးကသူ့ကိုဖြတ်ကျော်သွားတယ်။သူကရေပြင်ရဲ့အပေါ်ဘက်ကိုပါသွားတယ်။ပြီးတော့အောက်ကိုတခါထက်ကျသွားတယ်။ ရေတွေကသူ့ခေါင်းကိုဖုံးလွှမ်းသွားတယ်။ငါတို့တေတော့မှာပဲလို့သူတွေးမိလိုက်တယ်။အဲ့ဒီနောက်တယောက်ယောက်ကသူ့စပင်ကိုဆွေးပြီးတော့မတင်လိုက်တယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူဘာမှကိုမကြားဘာမှကိုမမြင်တော့ပါဘူး။ဒီမျက်လုံးတွေဖွင့်ကြည့်လိုက်တဲ့အခါသူကတင်မိုးပေါ်ရောက်နေပြီ။တို့တွေပြေးသွားနေပါလေသူစဉ်းစားနေတယ်သူကပဒင်းပေါက်တေးသေးလေးတစ်ခုကနေအပြင်ဘက်ကိုလှစ်ကြည့်လိုက်တယ်တို့တွေချက်တူဖိတ်ထောင်ကြီးကိုနောက်မှထားရပြီးထွက်ခွာနေတာကိုသင်ဖို့ကပတင်ကသူ့စီလာတွေ့တယ် ကျွန်တော်ကသင်္ဘောသားတယောက်ပါဗျာမုံတိုင်းလေးမှာကျွန်တော်သင်္ဘောပြစ်သွားလို့ပါလို့ဒန်နီယာသူ့ကိုပြောပြတယ်မင်းငါသင်္ဘောပေါ်မှာနေနိုင်ပါတယ်လို့ကပလင်ကပြောတယ် ဒါပေမဲ့မင်းအလုပ်လုပ်ရလိမ့်မယ်သူတို့စကားပြောနေတော့ရုတ်တရက်ဆိုသူတို့ရေပြင်ကိုဖြတ်တန်ပြီးကြေလောင်တဲ့အတန်ကြီးသက်တမ်းမြည်ဟီးလာတယ်။ဟေ့ဒါပါတန်လေးကွာလို့ကပရင်ကအုံမိလိုက်တယ်။ချက်တူဘိတ်ထောင်ကနေအချင်းသားတရားလွတ်သွားလို့ပါလို့ဒန်ဒီကပြန်ဖြေလိုက်တယ်။လွတ်သားတဲ့အချင်းသားဆိုတော့သူများဖြစ်နေမလားလို့ကပတိန်ကတွေးမိတယ်။သူကဒန်ဒီကိုကြည့်လိုက်တယ်။ဒါအကြောင်းလား။သူဆိုရင်တောင်မှသူကတို့အတွက်အသုံးဝင်လိမ့်မယ်။သင်မောရဲ့နာမည်ကရန်အမ်လီယာဖြစ်တယ်။ ဒီတင်ဘောကကုန်ပစ္စည်းတွေကိုတင်ဆောင်ပြီးတိတ်ဆိတ်တဲ့ကမ်းခြေတွေကိုမောင်မိုက်တဲ့ညာဘက်တွေမှာတင်ဆောင်သွားတယ်။ ဲ့ဒီနေရာတွေမှာအကောက်ကွန်အရာရှိတွေမရှိဘူး။ဒါကြောင့်ကပ္ပရင်ကအဲ့ဒီကွန်ပျူစီတွေအတွက်အစိုးရကိုပတ်စံမပေးရဘူး။ပထမကတော့ကပ္ပရင်ကသူ့လုပ်ငန်းနဲ့ပတ်သက်ပြီးဒဏ်ရီကိုပြုမပြဘူး။ငါဒီလူအကြောင်းကိုမှမသိသေးတာလို့သူကတွေးမိတယ်။သူကအစိုးရအရာရှိတယောက်ဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့ရက်အနည်းငယ်ကြာလာတော့သူကဒန်ဒီကိုတပိုးကြစာပြုလာတယ်။သူကဒန်ဒီကိုစတဲ့တပိုးကြလာတယ်။သင်ဖို့ကလီဘာနိုစိတ်ကမ်းတော့ရောက်ရှိတယ်။အဲ့ဒီမှာရှိတဲ့လူတယောက်ကိုသူ့အတွက်မုန်းဆဲမွေးတွေရိပ်ပြီးဖို့ စပယ်ညက်ပေးဖို့အတမွန်ကခိုင်းလဲအဲ့ဒီလုပ်ငန်းကပြီးသွားရောသူကမှန်တဲ့ချက်ကိုတောင်းကြည့်လိုက်တယ်။သူမျက်နှာရဲ့အပြောင်းအလဲကို သူမြင်တွေ့ရတယ်။ချက်တူဘိတ်တောင်ကိုငါသွားတဲ့အချိန်တုန်းကငါမျက်နှာကဝိုင်းနေ။မျက်နှာပေါ်မှာအမွေးအမြင်မရှိဘူး။အဲ့ဒီမျက်နှာကတော့ငရေပြီးပြုတ်ချင်တဲ့လူတစ်ယောက်တည်းရဲ့မျက်နှာပေါ်သူက သူ့ကိုယ်သူပြုံးမိတယ်။အခုတော့သူမျက်နှာက ခတ်သွေးသွေးဖြစ်သွားပြီ။သူ့ရဲ့ပါးစပ်ကပုံမခတ်ထန်တင်းမာသွားပြီ။ သူ့မျက်လုံးတွေကနက်မောင်ပြီးအတွေးနဲ့နေပြီးပြီးတော့သူ့အသားရည်ကပုံဖြူလာတယ်သူ့အတန်ကတောင်မှပုံမပြုတ်ပြောင်းပြီးပုံမခြေခွေးစရာကောင်းနေတယ်ငါကငါတောင်မမှတ်မိပါလားငါဟာတစ်ချင်းတယောက်ဖြစ်နေပါလားလို့သူတွေးမိတယ်အဲ့ဒီနောက်သူကအဝတ်အစားတချို့သွားဝေတယ်အဲ့ဒီနောက်မှာတော့သူတကယ်ပြောင်းလဲသွားတဲ့လူတရားအဖြစ်ရန်အမ်လီယာသင်းမို့ဘောတို့သူပြန်လာခဲ့ပါတယ်။ရန်အမ်လီယာသင်းမို့ဘောကလူတွေဟာသူတို့ရဲ့ကပတင်အတွက်ပင်ပင်ပန်းပန်းကြိုးကြိုးစားစားအလုပ်လုပ်ကန်ကြတယ်။ သူတို့ကလီဘာနိုမှာအချိန်နည်းနည်းလေးပဲနေကြတယ်။ကပ္ပတင်ကမြို့တွေကနေပြီးတော့ဂုံပစ္စည်းတွေကိုခက်မြန်မြန်တည်ထိုးရှင်တယ်။ပြီးတော့အဲ့ဒါတွေကိုကိုစီကာတို့တည်ဆောင်သွားရှင်တယ်။သူတို့တွေရွယ်လွန်းထွက်ခွာသွားကြတယ်။ပင်လေပြင်ကြီးတွေမှာအက်ဒမွန်ဟာစိတ်ရှမ်းပြေပျော်ရှင်ရပါတယ်။ထောင်ထဲမှာတော့ကဒီလိုနေနိုင်ဖို့မကြာခဏငါအိမ်မက်မက်စိတ်ကူးရင်ခဲတာပဲလို့သူစိတ် တွေ့မိတယ်။နောက်တနေ့မနေ့စိုးစိုးမှာကပတိန်ကဒန်နီကိုတွေ့တယ်။သူတို့နှစ်ယောက်တင်းမိုးရဲ့ဘေးဖက်မှာရပ်နေကြတယ်။ပြီးတော့ကြီးမားတဲ့ကြောက်ဆောင်ကြီးတွေကိုလှမ်းကြည့်လိုက်ကြတယ်။နေမင်းကခေါင်းကင်မှာတာနေတယ်။ကြောက်ဆောင်ကြီးတွေကိုဖြိုးထိုးတဲ့ပန်းနူးရောင်ရောင်ချီတွေကလွှမ်းမိုးနေစေတယ်။အဲ့ဒါကတော့မွန်တီခရစ်စတိုဂျွန်ပေါ့။မိုးဘေးဖက်ကနေပြီးငါခုံချသွားနိုင်တာပဲလို့ဒန်ဒီကတွေးမိတယ်။ပြီးတော့ကျွန်းစီကို ရေကူးသွားရင်တနအီအတွင်းရောက်နိုင်တယ်။ ဒါပေမဲ့အကေ၍ငါဒီလိုလုံရင်ယန္နာတွေကိုတခြားတနေရာရာတော့ငါဘလို့တည်ဆောင်တော့ရမလဲငါစောင့်ဆိုင်းရမယ်လွမြောက်ဖို့တော့နှစ်ပေါင်းများစွာကြာအောင်ငါစောင့်ဆိုင်းခဲ့တာပဲချမ်းသာဖို့အတွက်လအနေငယ်တို့ငါစောင့်နိုင်ရမှာပေါ့သူကကျုံးဖက်ကိုတခါလှည့်ကြည့်လိုက်ပြန်တယ်ယန္နာတွေဆိုတာစိတ်ကူးရင်အိမ်မက်တစ်ခုသာဖြစ်ကောင်းဖြစ်မယ်ဖရိုင်ယာရဲ့အိမ်မက်တစ်ခုပေါ့ဒါပေမဲ့စပါတာမင်းသားရဲ့စာကရှိသေးတယ်ဒါကတော့တကင်းနဲ့တူတယ် ဒန်ဒီကပရယာပြခဲ့တဲ့စာကိုအစားကနေအဆုံးသူ့ပါတဲ့သူတစ်ခေါက်ပြန်ဆိုကြည့်တယ်။စကလုံးတန်းကိုသူမှတ်မိပါတယ်။ ညာဘက်တော့ရောက်ရှိလာပါပြီအက်ဒမွန်ကကျုံးကိုစောင့်ကြည့်တယ်ကျုံးကလေးကညနေဆန်းရဲ့နေကြီးတွေနဲ့အတူထပ်ပနေပါတယ်ပြီးတော့တဖြည်းဖြည်းချင်းအမောင်တို့တွေမှပျောက်ကွယ်သွားပါတော့တယ်မွန်တီခရစ်စတိုကိုငါဘလို့ရအောင်သွားပြီးတော့ယန္တနာတွေကိုဘေးကင်းတုံချုံစာတည်ယူရပါမလဲယန္တနာတွေကတော့ငါပိုင်နေပြီဒါပေမဲ့အဲ့ဒီယန္တနာတွေယူဖို့တင်းဖို့တင်းတင်းလေးလေးလေးစင်းဝေဖို့တော့ငါမှပတ်စံမရှိဘူး သူကအဲ့ဒီပြဿနာကိုတစ်ချိန်လုံးပဲတွေးတိုးနေမိတယ်။သူတို့တွေကိုစီကာကနေလီဘာနိုတို့ပြန်လာခဲ့ကြတယ်။တ냐နေမှာပေါ့လီဘာနိုမှာရှိနေတော့ကပ္ပနိန်ကဒန်နီကိုအရေးကြီးတဲ့အစီအွေတစ်ခုတက်ရောက်ဖို့ခေါ်တဲ့အခါလိုက်ခဲ့ဖို့ပြောတယ်။အဲ့တမွန်ကကပ္ပတိန်နဲ့အတူတခြားသင်းမိုးတွေရဲ့ကပ္ပတိန်တွေကိုတွေ့ဖို့သွားတယ်။သူတို့တွေကတူရကီကလာမဲ့သင်းမိုးတစ်စင်းအကြောင်းပြောဆိုဆွေးနွေးကြတယ်။အဲ့ဒီသင်းမိုးကဈေးကြီးတဲ့အဖို့ဒအဝတ်အစားတွေတင်ဆောင်လာတယ်။ ူတို့ကတိတ်ဆိတ်ငြိမ်သက်တဲ့အေးဆန်းတဲ့နေရာလေးတစ်ခုကိုခြားခြင်းနဲ့ပြီးတော့အဲ့ဒီနေရာမှာအဲ့ဒီသင်္ဘောနဲ့တွေ့မယ်ပြီးတော့အဲ့ဒီပိဿတွေကိုအယောင်အဝေလုံးမယ်ဝယ်ယူမယ်အဲ့ဒီနောက်အဲ့ဒီပိဿတွေကိုပြင်သစ်ကန်းချီကိုဒေတာဆောင်သွားမယ်ကျွန်တော်တို့တွေငြိမ်းချမ်းငြိမ်သက်တဲ့နေရာလေးတစ်ခုလိုအပ်တယ်အဲ့ဒီနေရာမှာဘယ်အကားခွန်အရာရှိတွေမှ မရှိတဲ့နေရာလေးမျိုးပေါ့ လို့တယောက်ကပြောလိုက်တယ်။ကျို့တို့ကိုဘယ်လိုလူမျိုးမှမမြင်နိုင်နေရလဲတခုပေါ့။အကောင်းဆုံးနေရာကတော့ Monte Cristo ကျွန်းပဲဖြစ်ပါတယ်လို့ရန်အမလီယာတင်ပေါ်ရဲ့ကပတိန်ကပြောလိုက်တယ်။ကျွန်းပေါ်မှာဘယ်သူမှမနေကြဘူး။ဘေးအကောက်ကွန်အရာရှိတွေမှအဲ့ဒီကိုမှသွားဖို့ဘူး။နောက်ညမှာ Monte Cristo ကျွန်းကိုရွံ့လွှဲထွက်ခွာဖို့သူတို့ဆုံးဖြတ်လိုက်ကြတယ်။